ကူကာကိုလာရဲ့စိတ်လှုပ်ရှားပွဲစီစဉ်တစ်ခုဖြစ်တဲ့ Share a Go with Myanmar စီစဉ်ကိုဇူလိုင်9ရက်နေ့က Junction City မှာကျင်းပခဲ့ပါတယ်။ ဒီစီဇန်ဟာကိုကာကိုလာရဲ့ကဘာကျော်ကမ်ပိန်းတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံမှာပထမဆုံးလာရောက်ပြုလုပ်တဲ့ကမ်ပိန်းဖြစ်တယ်လို့မြန်မာနာမည်တွေကိုကိုကာကိုလာဘူးပေါ်မှာပထမဆုံးချိန်ဖော်ပြတဲ့ပွဲလေးဖြစ်ပါတယ်။ကိုကာကိုလာကုမ္ပဏီနေနဲ့ share အကုတ်စီဇန်ကိုမြန်မာတလေထုံးစံနဲ့ညီပြုပြင်ပြောင်းလဲပြီးမြန်မာလူမျိုးတွေရဲ့နှစ်သက်ဆုံးနာမည်တရာကျော်ကိုကိုကာကိုလာအချိုရီဘူးပေါ်မှာရိုက်နှိပ်သွားမှာဖြစ်ပါတယ်။ရင်းနှီးတဲ့သူပဲဖြစ်ဖြစ်မရင်းနှီးတဲ့သူပဲဖြစ်ဖြစ် နမရီပါတဲ့ကိုကာကိုလာဘူးတွေကိုမျှဝေရင်ချိတ်ဆက်မှုတွေဖြစ်လာစေခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီကမ်ပိန်းကိုပြုလုပ်တာဖြစ်တယ်လို့ကိုကာကိုလာမြန်မာက IMC Manager မတ်မွန်မွန်လှိုင်ကဆိုပါတယ်။ဒါဟာကိုကာကိုလာရဲ့ကမ္ဘာတဝန်းမှာအအောင်မြင်ဆုံးကမ်ပိန်းတစ်ခုလည်းဖြစ်ပါတယ်။ မာနိုင်ငံရဲ့လိုက်လျောညီထွေဖြစ်မဲ့ပုံစံမျိုးပြောင်းလဲပြီးတော့မိတ်ဆက်ပေးတာဖြစ်ပါရဲ့ရှင်ဒီကမ်ပိန်းလေးရဲ့အဓိကရည်ရွယ်ချက်ကတော့ကျမတို့ကိုနဲ့ရင်းနှီးတဲ့သူပဲဖြစ်စေကိုနဲ့မရင်းနှီးသေးတဲ့သူတွေပဲဖြစ်စေအချင်းချင်းသားထဲမှာနာမည်လေးတွေပါတယ်ကိုကကိုလာဘူးလေးတွေကိုမျှဝေရင်းနဲ့ထူးခြားတဲ့ချိတ်ဆက်မှုလေးတွေဖြစ်ပေါ်စေခြင်းလို့ဖြစ်ပါရဲ့ရှင်ကိုကြိုက်တဲ့နာမည်ကိုချစ်တဲ့သူရဲ့နာမည်အဲ့ဒါလေးတွေကိုကိုကကိုလာဘူးလေးတွေပေါ်မှာဒီလိုမျိုးရိုက်နှိပ်လို့ရတယ်ပေါ့နော်ကိုကကိုလာကန်လေးတွေကိုကကိုလာပီတီဘူးလေးတွေပေါ်မှာနာမည်လေးတွေနဲ့ ရိုက်ပြီးတော့ကျမတို့ဈေးကွက်ထဲကိုဖြန့်ချီထားတာဖြစ်တဲ့တဲ့ကြောင့်မို့ကိုတို့နီးစပ်ရာနီးစပ်ရာစတိုးဆိုင်တွေစူပါမားကတ်ကြီးတွေမှာနာမည်လေးတွေနဲ့ကိုကာကိုလာဘူးတွေကိုတွားရောက်ပြီးတော့ဝယ်ယူနိုင်ပါပြီနောက်တစ်ခါအာ shopping mall တွေမှာလည်းကျမတို့ခုနံမည်နဲ့ကိုစိတ်ကြရိုက်ယူနိုင်မယ် promotion လေးတွေရှိနေမှာဖြစ်ပါတယ်ရှင်အဲ့ဒါကတော့ဩဂုတ်လကုန်ထိရှိနေမှာပါကဘာကျော်အမတ်တေးတခုကိုမြမစလုံးနဲ့ထွင်နေဆိုတာကိုအိမ်မက်တောင်မမှတ်ဘူးလို့မြမလူမျိုးတယောက်အနေနဲ့ဂုံယူနေတဲ့သူကတော့နေကြည်ဦးပါ တယောက်နဲ့တယောက်ချစ်ခင်မှုယုံကြည်မှုတွေကိုကိုကာကိုလာဘူးလေးတွေနဲ့ဖလှယ်လို့ရတဲ့အတွက်အမတ်တရားတွေပူများလာနိုင်မယ်လို့သူကယုံကြည်နေပါတယ်ဒါနိုင်ငံကျော်တကယ်ကဘာကျော် brand တခုကကိုယ့်ရဲ့နာမည်သူသဖြင့်မြန်မာနာမည်မြန်မာဆက်လုံးနဲ့ train နဲ့ code တခုကိုရဖို့ဆိုရင်ကျွတ်တဲ့အိမ်မက်တော့မမှတ်ဘူးပါဘူးအခုဒါမြန်မာနိုင်ငံမှာပထမအဆုံး personalized brand ခင်လေးဖြစ်လာပြီအဲ့တော့ဒီမြန်မာလူမျိုးတယောက်အနေနဲ့ဒီလိုမျိုးရတဲ့နေ့ရှင်ရဲလဲကုန်ပြီလေနောက်တစ်ခုအနေချက်အမှတ်တရအများကြီးဝင်ချလို့ရအောင်ပေါ့နော် င်းတဲ့သူတွေတောင်မဟုတ်ကိုတငယ်ချင်းမိတ်ဆွေအစ်တွေလို့ရှိနေမှာကြောင်းနေမှာဖြစ်လို့ဒီမှာဖြစ်ကွာတငယ်ချင်းမိတ်ဖွဲ့ချင်တာသူရဲ့နာမည်လေးနဲ့ကြောင်းနေတော့ဖလှယ်လို့ရရတဲ့အတွက်ဒီချစ်ချင်းမြတ်တာရဲ့အယုံကြည်မှုတွေပြီးတော့တငယ်ချင်းတွေအများကြီးလည်းရမှာဖြစ်တဲ့အတွက်ဒီဒီကောင်းသိန်းကိုတကယ်ကိုယူဝန်တာပြုပါရစေ။သုံးလေးချင်တာရတော့ကိုတို့ exclusive ပို့ပြမယ်ကိုတို့ specialized ဖြစ်ဖြစ်တော့အခုဆိုရင်ဒါရောင် personalized ဖြစ်တော့အဲကို crush ဖြစ်တဲ့သူပဲဖြစ်ဖြစ်ကိုကြိုက်တဲ့အဆိုတော်ပဲဖြစ်ဖြစ်မင်းသားပဲဖြစ်ဖြစ်သူပဲဖြစ်နာမည်လေးနဲ့ပါပြီးတောင်းနေတော့ဖလှယ်လို့ရရဆိုအမှတ်တရပုံများလာမယ်လို့ဒီချင် sorry ဟုတ်ကူမျှဝေလိုက်ပါကမ်ပိန်းကို2012ခုနှစ်ကဩစတြေးလျနိုင်ငံမှာစတင်ကျင်းပခဲ့တာဖြစ်ပြီးဒါဟာကိုကာကိုလာရဲ့အအောင်မြင်ဆုံး marketing campaign တစ်ခုလည်းဖြစ်ပါတယ်ဒီ campaign ကနေနိုင်ငံပေါင်း80ကျော်က သုံးဆွဲသူတွေကိုအမတ်တရားတွေဖန်တီးပေးနိုင်ခဲ့ပါတယ် share ကုတ် campaign မှာပရိသတ်တွေနဲ့တွေ့ခွင့်ရတဲ့အတွက်ပျော်နေတဲ့သူကအမွန်ပါ ပုံကမြေနှံထူးရှားလေးတင်ဆက်ပြီးတော့မှာပြည်သက်ကိုကျေးဇူးတင်ဆက်လေးကျေးဇူးတင်တဲ့အချင်းရှိရယ်အမုံမြဲတွေ့ရပါတော့အဲ့တို့အနေနဲ့ creative တကယ်ရှိပြီးတော့မှာတို့ရဲ့ပြည်သက်တွေကိုအခုလိုမျိုးတို့ထက်တဲ့အမြင်ချက်တွေကိုတွေ့ခွင့် season ပေးရဲ့ပွဲလေးကိုအမောတော့ချက်ဖို့ကောင်းတယ်လို့မြင်ပါတယ်ဆောဘဝအတွက်အမှတ်တရရဖြစ်စီတဲ့ Coca-Cola ရဲ့ campaign မှာပါဝင်ခဲ့တဲ့ပြည်သက်တယောက်ကတော့အခုလို campaign season တွေထပ်ပြီးလုပ်ပေးဖို့တောင်းဆိုထားပါသေးတယ် နာမည်လေးတွေပါပါတယ်ဆိုတော့ဒါဘွားမှာဘယ်လိုပြောမလဲကျောင်းနဲ့ကျောင်းပူပြီးတော့ရင်းနှီးွားတာပေါ့ဗျာပြီးတော့အမြဲတမ်းလည်းအမက်ရနေတယ်ပဲအထိမ့်မက်လေးတစ်ခုလည်းဖြစ်တာပေါ့ပြီးတော့နာမည်ပါပါတယ်ဆိုတော့ဒီလိုအစီအစဉ်တစ်လေးတွေနောက်ပိုင်းလည်းအများကြီးလုပ်ပေးပါအောင်လို့ပေါ့နော်ဒါကိုကောက်ကူလာပရိသတ်တယောက်အနေနဲ့တောင်းဆိုချင်ပါတယ်ကိုကောက်ကူလာအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျ